အားလုံးပဲမင်္ဂလာပါရှင် Feeling for Future Channel မှာကြိုဆိုလိုက်ပါတယ်ကျမကတော့စုဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာကြီးမြတ်တန်တင်ဘာသာပြန်ထားတယ်လာချင်းကောင်းသောအရှင်ဝတ္ထုရဲ့အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးလိုက်ပါနားဆင်ခံစားပေးကြပါအောင်ရှင်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်နာတော်သိတဲ့ထာကြီးအကြောင်းကိုရေးလျင်ကျုပ်တီ နတ်လူလင်တပားအဖြစ်မှအပအချားနီးဖြင့်ရေးတက်မည်မထင်ထိုချင်းကကျွတ်တို့နှောက်သည် အမြဲတမ်းမခွဲမခွာရှိခဲ့ကြ၏ကျွတ်တို့သည်ပိုးဆောင်အထဲထဲကိုခြုံ၍အိတ်ခဲ့ကြ၏တယောက်လက်ကိုတယောက်တွဲ၍ရှောက်လေခဲ့ကြ၏ကျုပ်တို့နှစ်ယောက်ကြားတွင်လျှို့ဝှက်ချက်ဆို၍ဗာမျှမရှိသူသည်ကျုပ်ထက်အသက်ကြီးသည့်တိုင်အမြဲတမ်းကျုပ်ကိုသာ အဖော်ပြုခဲ့၏ထိုစဉ်ကကျုပ်တို့သည်ငယ်ကလည်းငယ်ရွယ်၍ တန့်ရှင်းခဲ့ကြ၏လောကကြီး၏မြေနီမှုန့်တို့ဖြင့်ပေးကြံခြင်းမရှိခဲ့ကြသည်ကျို့တို့သည် အတူဝန်းနေခဲ့ကြ၏အတူရင်မောခဲ့ကြ၏ငှက်တကောင်ခြုံထဲမှထပြန်သွားလျင်ပန်တဝင့်ကြွေကျသွားလျင်ကျို့တို့နှစ်ယောက်သည် အတူပြုံးကလောကကြီးကိုလှပအောင်လှုပ်ပေးသည်ဤအရာများကိုဘယ်သူကဆောက်ရည်မြင်သည်နည်းဟုမိသည့်အနေဖြင့်တယောက်ကိုတယောက်လှည့်ကြည့်မိကြသည် ကျုပ်တို့နှစ်ယောက်သည်ရွှေနန်းတော်မြို့ရုံမှဒိတ်တဆိတ်ထွက်ကာအပြင်သို့လျှောက်လည်ရသည့်အရာသာကိုတွေ့နေကြပြီကျုပ်တို့သည် တကားမှုများကိုတစိုးလက်ဆောင်ပေးကာသွားခြင်းရာကိုသွားတတ်ကြပြီတခါတရံတွင်ကျုပ်တို့သည်ကုံတယ်များဖြစ်သောဝတ္တမျိုးနယ်များဟန်ဆောင်ကြ၏တခါတရံတွင်ကျုပ်တို့သည်ဖုံတောင်းရာစကားများတခွဲရုပ်ဖြက်၍သွားကြ၏တခါတရံတွင်လည်းတௌဒမျိုးနယ်ဝင်ဟန်ဝတ်ဆင်၍သွားကြ၏ တခါတရံတွင်လည်းသௌဒမျိုးနယ်ဝင်များဟန်ဝှစ်စင်၍သွားကြ၏ထိုအချိန်ကိုပြန်စင်းစားလိုက်သည့်အခါတွင်ကျုပ်သည်နောင်တော်သိတ္တထ၏ရုပ်စင်းကြံအင် တင့်တယ်မှုသွာလာလှူရှာမှုကြက်တည်ရှိမှုသူအပြုံး၏တည်ငြိမ်မှုတို့ကိုယခုတိုင်မြင်ရောင်လျက်ရှိသေး၏တခါတရံတွင်ကျုပ်တို့သည်အရတဘာသို့လှဲ့လေသည့်ပန္တရာသည်များဟန်ဆောင်ကြ၏တခါတရံတွင် လူလီလူလွင်များဟန်ဆောင်ကြသည် အများအားဖြင့်ကကျုပ်တို့ကို လူမသိစေရန်တာမန်စင်းရဲသားများကဲ့သို့တွာလာလေရှိကြသည်ကျုပ်တို့သည်လယ်တွင်မနေကြသည့်စင်းရဲသားတို့၏ဟောဟာရများကို နားလည်ခဲ့ကြပြီးဈေးကွက်လက်တွင်တင်ပြင်ဖွဲ့ခွေထိုင်ကမျက်မမြင်အဖိုးကြီးပြောသည့်ပုံပြင်အသွေးတွေတို့ကိုလည်းနားထောင်ခဲ့ပူကြပြီးပွဲတော်နေများတွင် ကျုပ်တို့သည် မျက်နာကိုနန့်သာတို့လိမ့်ချေကမိဘုံများ၏အလဲတွင်ကခုံခဲ့ကြသည်ကျုပ်တို့ကိုယ်တိုင် ကျုပ်တို့ ိုကိုကျုပ်တို့မိသူကမှမသိဟုထင်ကြ၏ကျုပ်တို့အားမင်းသားတွေဖြစ်ကြောင်းကိုအခြားသူများသိနေကြသည်ကိုကျုပ်တို့သတိမပြုမိခဲ့ကြ။နာတော်သေးတဲ့သည်နန်းတော်မှာယထာပြင်ထွက်လာသည့်အခါ၌သူအိုသူနာ သူသည်နှင့်ယဟန်တို့ကိုမြင်ခဲ့ရကြောင်းထိုအရာများကိုယခင်ကတခါမှမမြင်ဘူးကြောင်းနှင့်နောက်တွင် ပြောပြခဲ့ကြ၏။အမှန်အားဖြင့်က ကျုပ်တို့သည်ထိုအရာများကိုမြင်ဘူးခဲ့လေပြီ။တီအံမူးမူးလူကို၎င်း မိဖွားအံ့ဆဲဆဲမိမကို၎င်းညအမောင်တွင်အိမ်ထဲမှပေါ်ထွက်လာသောကြောင်းဝက်ဖွဲအော်တန်ကို၎င်းမြေပေးတွင် မိသက်ကြိုလျက်ရှိသောအလောင်းတော်တို့ကို၎င်းကျွတ်တို့မြင်ပူးခဲ့ပြီးကျွတ်တို့ကိုအခြားသူများကမသိဟုထင်ခဲ့ကြသူဟု၍၃ယောက်သာရှိသည့်ရင်းမှနောင်တော်သိဒ္ဓထကျုံနှင့်ခမဲတော်ကြီးတို့သာလျင်ဖြစ်ကြသည်မုမတို့သည်မင်းကြီးမသိအောင်အဆအဆအရာရာတို့ကိုဖုံးကွယ်ထားကြ၏ကျုပ်တို့ မသိအောင် ကွယ်ဝှက်ထားကြ၏ ထိုစဉ်ကကျုပ်တို့သည်နေမထွက်မီနဂါတိကအလိုတွင်အိယာမထားကြရ၏အိယာမနိုသည်နှင့်ကျုပ်တို့သည်ညောင်ဆောင်ပေါ်တွင်လဲလျောင်းကတယောက်မဲ့သည့်အိမ်မက်ကိုတယောက်ပြန်မဲ့တက်ကြသည်အိမ်မက်မမတ်ခဲ့လျင်လည်းနောက်နေ့ဘဲသွား၍ဘာလို့ရမီကိုတိုင်ပင်တက်ကြသည်အခြေရန်တို့သည်ရောက်လာကြကကျုပ်တို့ကို ရေဘူးကန့်လန့်ကြပါသည်ကျုပ်တို့သည်ရေဘူးဖြင့်ကိုလက်တန့်စင်ကြ၏ စင်းမြင့်စေမုံတို့ဖြင့်သွားတိုက်ကြ၏။ပူဇော်ပွဲတွင်လှူပဲဝုဒ္ဓတို့ဖြင့်လှူဒန်းကြ၏။ထို့နောက်တွင်ကျုပ်တို့ကိုယ်ကိုကျုပ်တို့အမွှေးနှံသာများဖြင့်လိန်ကြံကြသည်။နှုတ်ခမ်းတွင်ဖျောင်းနေဖြင့်ဆိုကြသည်။အစွန်းအပြတ်ဟူ၍မြူများမရှိသောအိုးအစားတို့ကိုဝတ်ဆင်ကြသည်။ထိုစဉ်ကကျုပ်တို့ပခုံးတွင်ရွှေကြိုးဖြင့်တိုင်းထသည့်ကျုပ်တလုံးစီအမြဲပါ၏။ ထို့ကြောင့်ထဲတွင် ကွန်းနှင့်အာခရင်းတို့ကိုမှုေးစေသည့်အမွေအကြိုင်တို့ကိုထည့်ထားလေရှိသည်တခါတရံတွင်ပူဇော်ပွဲ၌ပူဇော်ပသမှုပြုသည့်အချိန်နှင့်ကျုပ်တို့အိုအစာလဲလှယ်သည့်အချိန်၌မနက်စာကိုစားကြသည်။နွားနို့ပါသည့်ယာကုထမင်း၊နို့ထမင်းနှင့်ပန်းပေါင်းယူတို့ဖြစ်ကြ၍တခါတရံတွင်လည်းမုံဖြူ၊မူရောမုံနှင့်တင်လဲတို့ကိုစားကြသည်။ယခုအချိန်တွင်ဒလေထုံးစံတို့ပြောင်းကုန်ကြပြီး ်သို့တန်အောင်ရွှေနန်းတော်ကြီးမှအဆောင်အယောင်တို့ကပြောင်းလဲခြင်းမရှိကြသည်ညိုယိုးထိတ်သို့နေလုံးရောက်သည့်တန်အောင် ကျို့တို့သည်အစုံအမကိုနာခံရန်ခမီးတော်နှင့်မူမတ်ကြီးတို့ဆွေနှွေးတိုင်ပင်ညသည်ကိုနားထောင်ရန်ညီလာခံခမ်းမကြီးတို့ဝင်ကြရသည်ခမဲတော်မင်းကြီးအပားတွင်ခါသားရသည့်ဝန်တို့မှ14ပါးနှင့်နှင့်ရှိ၏ကျုံတို့ဆရာဘန်ဘူးနီမှအတိုင်ပင်ခံဖြစ်သည် ။ဘန်မူနီသည်ကမဲတော်ကြီး၏ခြေတော်ရင်းရှိဆင့်ခုံတစ်ခုံတွင်နေရာယူ၏။နောင်တော်တိတ်တဲ့ထမှာကမဲတော်ကြီး၏သလုံတော်နောက်တဆင့်တွင်ရွှေသလုံဖြင့်ထမ်းရ၏။ကျုံမာကမင်းသားငယ်ဖြစ်သည့်အလျောက်ပြင်စမအဆင့်တွင် နေရာယူရ၏။ကျုံကညီလာခံဝင်ရသည်ကိုစိတ်ပြက်လာပြီ။ညီလာခံတွင်ဆွေးနွေးတိုင်ပင်ကြသည့်အကြောင်းအရာများမှလည်းဘာမှမထူးခြားလ။ကုံစီဈေးနှုန်းကိစ္စ ိုးတန်းသွားလာရေးကိစ္စစေမြောင်ကိစ္စလံပန်ဆက်သွယ်ရေးကိစ္စလေးများပြိုင်ပွဲကိစ္စအလှူတော်ပေးရေးကိစ္စဂါထာမန္တန်များဤကိစ္စနှင့်ရုပ်ဖတ်တရစေခြင်းကိစ္စစသည်တို့သာဖြစ်သည်ခမဲတော်ကြီးသည်ကိမြာကနန်းများကိုမကြာခဏမေးတော်မူရသည် မူကြီးမကြီးများကပရပိုင်များဖြန်ကကြောက်ကြောက်နဲ့ရွတ်ဖက်လျှောက်တင်ကြရသည်မှားလျင်ပြည်တံခံကြရမည်ဖြစ်သည့်အလျောက်မူမတ်ကြီးများမှလျှောက်တင်ရတွင်မရေအကြောက်ကြောက်အယွံ့ယွံ့ဖြစ်နေသည်ကိုကျုပ်သတိပြုမိ၏ကျုပ်တို့သည်ခတ္တရနယ်ဝင်များဖြစ်၏ကျုပ်တို့သည်ကပိလဝုတ်ပြည်ကိုအတင်သိမ့်ပိုက်ခဲ့ကြခြင်းဖြစ်သည်ယခုအချိန်တွင် ခတ္တရမျိုးနွယ်တို့တွေ့သည် ကပိလဝုတ်ပြည်သူများ၏တွေ့နှင့် သွေးရောနောတာခဲ့ကြပြီဖြစ်သည့်တိုင်အချို့သော နေစုံနေပြားတွင်တပုံတကံတို့ထောင်ထားခြားနာကြသဖြင့်နှိမ်နှင်းရသည့်အခါများလည်းရှိတတ်သည်သည်ထို့ကြောင့်အရှိဖျားနေစုံကိုအုပ်ချုပ်ရသည့်မူမတ်ကမိမိနေတွင်ဖျက်ခဲ့ရသောခေါင်းများ၏အရေးအတွက်ကို အထစ်ထစ်အငုံငုံဖြင့်ရှောက်တင်လျက်ရှိကြ၏ဘလို့ရှောက်တင်လိုက်တဲ့လူခုနှစ်ယောက်တက်ခဲ့ပြီဟုတ်စခမဲတော်မင်းကြီးကမေး၏မူမတ်က ဟုံးမှန်ကြောင်းရှောက်တင်သည်ထိုအချိန်တွင်နော်တော်သိတတ်ထသည်ပန်းဝေလျက်ရှိကညီလာခံဝင်လျင်ဝှလိရှိသောသူဤရွှေဝှယုံကြီးကိုငုံကြည်လျက်ရှိ၏ညီလာခံပြည်သည့်နောက်တွင်ကကျုပ်တို့အဖို့သာ၍ဆိုသည်ဤထိုအချိန်မှာကျုပ်တို့သင်ငန်းစာလေ့ကျင့်ခြင်းဖြစ်သည် ကျုပ်တို့ဆရာဘန်ဘူနီသည် စာသင်ကောင်းသူတယောက်မဟုတ် ဆရာသည်ကျုပ်တို့ကိုဂါထာမန္တန်တို့ကို သင်ကြားပေ၏။ဇဗုဒိန်ကျွန်းဤပထဝီကို သင်ကြားပေ၏။နီတိများကို သင်ကြားပေ၏။မင်းညီမင်းသားတို့ကို သင်ကြားပေးရသည့်အတွက်ဆရာသည် အနှဲငယ်တုံလှုပ်ချာချာကမျက်နှာမှာဖြော့တော်နေသည်ကိုကျုပ်သတိပြုမိသည်။နောင်တော်သိတဲ့ထသည်လက်နက်ဖက်ဖြင့်မင်းကိုထောက်၍နားထောင်နေသည်။စကားသိမ့်မပြောလား။တခါတရံတွင်ဗမုန်နေသည် ကျုပ်တို့ကို မေးခွန်းတွင်မေး၏။ ကျုပ်တို့ကသင်္ကန်းစာပြီးဆုံးကအပြင်သို့ထွက်ချင်းလာပြီ။နောင်တော်သိတဲ့ထကိုကျုပ်အံ့ဩသည့်တစ်ချက်မှာသူ၏ဉာဏ်ပညာပြည့်စုံခြင်းကြောင့်ထက်အရာကိစ္စများစွာကိုထိုးထွင်းစဉ်ချင်းနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။တခါတွင် ကျုပ်တို့ဆရာကငှက်တွေမှာဘာကြောင့်အမွေးတောင်တွေရှိနေတာလဲဟုမေး၏။နောင်တော်သိတဲ့ထကငှက်အမွေးတောင်ဆိုတာလူမှရှိတဲ့စပင်မွေးလိုပဲ။ တခါတုန်းကလူတွေဟာလည်းကောင်းကင်မှာပြင်သန်းနိုင်ကြတယ်ဟုပြောသည် ကျန်းသာတွေထဲမှာပါသလားဗံမှုနေရာမေးသည်ကျန်းသာတွေထဲမှာတော့မပါပါဘူးဒါပေမဲ့အခုရှိတုန်းကလူတွေဟာကောင်းကင်မှာပြင်သန်းနိုင်တယ်လို့ကျွန်ုပ်ထင်တယ်ဟုနောင်တော်သိတဲ့ထာကပြောသည်ဗံမှုနေသည် ကောင်းကင်ပြပြီးနောက်ကျွတ်တို့ကိုပြင်လွှတ်လိုက်သည်ဆရာသည် နော်နော်သိတဲ့ထပြောသည့်အတိုင်းမှန်မှန်ကိုစံစာတွေထဲမှာလိုက်ရှာတော့မြည်ဖြစ်ကြောင်းကိုကြုတ်သိလိုက်သည် ကျွတ်တို့တွင် အခြားဆရာများလည်းရှိသေးသည်ပန္တရာဆရာမှာအသက်ကြီးကြီးဖြစ်ပြီး မကြာခဏလဲလေဘင်းကိုဆက်ခနဲဆက်ခနဲရမ်း၍ချူရင်းအမြဲတမ်းနှာရှူတတ်သည် အကသင်သည့်ဆရာမှာတန်တန်မာမာငငယ်ရွယ်ရွယ်ဖြစ်သည့်တိုင်ပခုံးမော်တွင်ဝဲကြနေသည့်ဆပင်များသည် ဖြူဖွေးလျက်ရှိ၏ကျွတ်တို့ကိုယခုအထိအတက်ဟု ခေါ်သည့်တရားဥပဒေဓမ္မသက်သင်ပေးသည့်ဆရာလည်းရှိသေးသည် ဓမ္မသက်ဆရာသည်မျက်နာတွင်ပြာမုံးတို့လူထပြီးလဲတွင်ပြမနာတို့ဆင်းလေးရှိသည့်လက်ဖွဲ့တစ်ခုဆင်ထား၏ထို့အပြင် ကျုပ်တို့မှရှေးပဝေနသည်ကျမ်းများကိုတင်ပေးသည့်ဆရာလည်းရှိသေးသည်သူကရှေးပဝေနသည်ကထုံးစံဒလိများကိုပရပိုင်းမကြည့်ဘဲအာကုန်ဆောင်နိုင်သူဖြစ်၏မွန်းတဲ့ချိန်တွင်ကျုပ်တို့သင်ငန်းစာများပြီးဆုံးလေပြီကျုပ်တို့သည် အစာခံကား မွန်းတိန်သို့မဟုတ်ညနေဆောင်အစာစားကြ၏။ဆာလောင်မွတ်သိမ့်လျင်ရဲရင်သည်ဟူသောခတ္တရအနွယ်ဝင်တို့၏အယူအဆကြောင့်ဖြစ်၏။ဆာလောင်နှင့်ငတ်မွတ်တဲဆိုတာကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ဆာလောင်တဲ့အခါကျမှအာယုံကြောတွေဟာထက်မြက်လာကြလို့ဖြစ်တယ်ဟု နောင်တော်သိတဲ့ထကကျုပ်ကိုပြောကူသည်။ကျုပ်ကအမဲစားတဲ့သူသည်ထို့ကြောင့်ကျုပ်တွင် စားစရာတခုခုအမြဲပါလိရှိသည်ညနေဆောင်လျင်ကျုပ်တို့သည် ကံတွင်ရီချိုးကြ၏လေးများအတက်ကိုလေးကျင့်ကြ၏ဥယင်တဲတွင်စည်ရထားမောင်းကြ၏တခါတရံတွင်လည်းရွှေနှန်းတော်ကြီးတွင်ကျင်းပါသောပျော်ဝဲရှင်ဝဲများသို့တက်ရောက်ကြသည်တို့ရတွင်တွားခဲလာပါသည်တခါတရံတွင်မူကျုပ်တို့သည်တာလိကာကျက်တူရီစသည်တို့ကို စကားပြောသင်ပေးကြသည်ကျက်ပွဲကို ကြည့်ကြသည်စစ်တူရင်သို့မဟုတ်ကြွေအံကစားကြသည် ညနေဆောင်လျင်ကျုပ်တို့သည်နောက်တစ်ကြိမ်ရေမိုးချိုးတန့်စင်ကပူဇော်ဝဲကိုတက်ကြရသည် ထို့နောက်တွင်မူကျုပ်တို့ခမ်းမဆောင်သို့ပြန်လာခဲ့ကြ၍အဟုအစားလဲလှယ်ကြရပြီးနောက်ဝိရုရကခေါ်နန်းတွင် အပြူတော်ဆက်တို့သည်ကျုပ်တို့ခမ်းသာဆောင်သို့အချင်းအချက်မရှိကြပဲကြောက်လာကြကမိတော့ကိုစားပြခြင်း သူတို့ခန္ဓာကိုယ်ကိုဓာတ်နဲ့ပိုင်းပြခြင်းစသည်တို့ကို ပြုလုပ်ဖြောပြကြသည်သို့မဟုတ်လျင်လည်းကကြည်တဲ့တို့လာရောက်ဖြောပြကြသည်ညသာစသုံးပြီးသည့်နောက်တွင်ကျုပ်တို့သည် လာရောက်တဲ့တွင် လေးများပြိုင်ပွဲကိုကျင်းပကြပြန်သည် ထိုစဉ်ကပိလဝုပြည်တွင် လာရောက်တဲ့၌ပျော်ပွဲရှင်ပွဲများကျင်းပလေရှိသည့်ခေစားနေကြောင်းကိုကျုပ်အမှတ်ရနေမိသည် လာရောင်တဲ့တွင် ပကြီးရေးသူကရေးကြသည်ညင်းငက်တို့ကိုလေးလာသူကလေးလာကြသည် ။ကဗျာဆရာတို့ကလည်းရေးကြသည်။ဂီတာတီးမှုတ်သူတို့ကလည်းတီးကြမှုတ်ကြသည်။တခါတရံနေမူခမဲတော်မင်းကြီးကိုယ်တိုင်မောင်မမိတ်တန်ချွေရန်တို့ဖြင့်ကြွားရောက်လာကကြည့်ရှုတတ်သည်။ထို့သောလူရှုပ်၍အုံအုံကြကြဖြစ်နေပြီဆိုလျင်ကျုပ်တို့ညီနောင်နှစ်ယောက်သည် ကပိလဝုမြို့ကြီးထဲသို့ရှောက်လေတကြသည် အခန်း3ထိုစဉ်ဟာကျုပ်အသက်သည်35နှစ်ရှိပြီထိုချိန်တွင် ဒေဝရသည်လည်းရွှေနန်းတော်ကြီးသို့လာရောက်နေထိုင်လျက်ရှိ၏ဒေဝရသည်လည်းနောင်တော်သိတ္တထဤဝန်ခွဲညီနောင်ဖြစ်၏ဒေဝရမှာအသားညိုညိုနှင့်ဖြစ်သည်သူအသားသည်နှွေနှောင်းအင်ဂျင်ခောက်ကဲ့သို့ညိုမောင်လျက်ရှိ၏ဒေဝရသည်ဗာရာဏသီတွင်ငယ်စဉ်ကကြီးပြင်းခဲ့သူပြီးပြီးတောင်ပိုင်းသားတို့ပြောလေရှိသည့်ရုံရင်ကြံတန်းသောစကားများကိုပြောဆိုတတ်သည်တို့ရတွင်အာခွန်ဗလာကောင်း၍တတ္တိကောင်းသူတယောက်ဖြစ်သည် ရွှေနန်းတော်တွင်၌လင်းများအတက်တွင် သူ့လောက်ကျွမ်းကျင်သူမရှိဟု၍လဲနာမည်ကြီး၏လက်ပန်းပေါင်းခတ်ချင်းအတက်တွင်လည်းကျွမ်းကျင်သည်ဟုဆို၏ဒေဝရသည်ကျွတ်တို့နှင့်ပညာပြန်ရန်ခမဲတော်မင်းကြီးကခေါ်သည်ဖြင့်လှယ်တန်းကြီးဖြင့်ရောက်လာခဲ့လေသည်ကပိလဝုပြည်သို့ရောက်လာသည့်အချိန်၌မနက်ဝေလီဝေလင်းဖြစ်၏အလင်းရောင်ပင်ကောင်းကောင်းမလာတတ်သည်မြို့တကားအပြင်ဘက်မှလှယ်သံများထူသံများကိုကျွတ်တို့ကြားရသည် အစီအပါတို့ဤကြံတန်းစွာပြောဆိုသံကိုရံတော်များဤရိုင်းပြစွာပြောဆိုနေသံများကိုလည်းကျုပ်တို့ကြားနေရသည်ခဏကြာလျင်မြို့တကားအပြင်ဘက်တွင်တန့်ရက်လိုက်သော အသံများကြားရသည်ဘယ်သူလာလို့လဲနောင်တော်ကျုပ်ကနောင်တော်သိတဲ့ထာကိုမေးသည်နောင်တော်သိတဲ့ထာကအေးဆက်သည့်လေသံဖြင့်ပြောသည်ဒီဝရရဲ့ငါတော့ဒုက္ခပဲညီတော်ခုတို့တို့တွေနေရတာဘယ်လောက်ပြောစရာကောင်းပြီးဘယ်လောက်လွတ်လပ်သလဲ ခုတော့ဒုစရာဘန်မူနီကထီးနှန်းကိုဆက်ခံမဲ့မင်းညီမင်းသားဆိုတာဆွေတော်မျိုးတော်မင်းမျိုးမင်းနွယ်တွေရဲ့အလဲမှာနေရမယ်လို့ပြောလို့တရတပါးကဆွေတော်မျိုးတော်တွေကိုပါခမဲတော်ကခေါ်ကုန်ပြီဒီမင်းမျိုးမင်းနွယ်တွေကြားထဲမှာငါတသက်လုံးဒီလိုပဲနေရတော့မှလာညီတော်ငါတို့ညီနောင်နှစ်ယောက်ထဲနေရရင် ပြောပါပြီကျုပ်ကအိတ်ချိန်မှုတို့ဖြင့်ကောင်းငင်းလိုက်သည်မျိုးတကားဝါမှအတွင်းနှင့်အပြင် စကားပြောနေတဲ့များကို ကြားနေရသည် ပိုက်ဆံချင်းချင်းမြည်တဲ့ခြူတန်မြင်းတန်နဲ့ကလအုပ်တန်တို့ခွာဆက်တန်များနဲ့အမိန်ပေးတန်များစသည်တို့ထွက်ပေါ်လာသည်နှစ်များမကြာမီတုန်းကဘွဲတော်တစ်ခုတွင်ဒေဝရက်ကိုပထမဆုံးအကြိမ်မြင်ဘူးလိုက်ခဲ့ခြင်းဖြစ်သည်ထိုစဉ်ကဒေဝရက်သည်ဟိုးယုံရှိကြီးကိုဝုတ်ကတိတ်ဆိတ်စွာနေသည်သူမျက်လုံးများသည်နောင်တော်သိတတ်ထာဤမျက်လုံးများကဲ့သို့ပြလဲခြင်းမရှိဘဲမိငိမ့်ပြီးသောမိသွေးကဲ့သို့နတ်မောင်လျက်ရှိ၏ထို့နောက နန်းမြို့ယူများတကားဖွင့်သံနန်းမြို့ထဲတွင်ဤမြများပြသောမြင်းနှင့်ကလအုံများကို ထားရန်အတွက်ဇောင်းများမရှိကြောင်းလျှောက်ထားနေသံဖရုတ်တဝါစာစကားသံများကို ကြားလိုက်ရသည်ဟုတ်တယ်ဒေဝရက်ရဲ့ဒေဝရက်ကလွယ်ရင်ဘသူကဒီစကားမျိုးပြောရဲမလဲညီတော်နာနောသေးတဲ့ထသည်အိယာမှထလာပြီးနောက်အနီယံဝုယုံကိုပခုံးမော်သို့လွှားတင်လိုက်သည် နာနောသိတ္တထသည်တကားကိုပိတ်ရန် တကမူးများကို အမိန်ပေးလိုက်သည် တကားကြီးသည်ဂျိန်းခနဲမြည်၍ပြန်ပိတ်သွားသည်ဘာဖြစ်လို့အပိတ်ခိုင်းတာလဲနာနောရွှေနန်းတော်မှာထုံးစံရှိတဲ့ညီတော်နန်းမြို့ယူတကားကိုနေမထွက်မီမဖွင့်ရဘူးဆိုတာခမဲတော်ဖရာရဲ့အမိန်ပဲခမဲတော်ဖရာရဲ့အမိန်ဆိုတာဟာဥပဒေပဲဟုတ်တယ်ဘယင်နေတဲ့နန်းမြို့တကားဆိုတာအချင်းခါမဟုတ်ဖွင့်ပေးလို့မဖြစ်ဘူးဒီဝရကငါ့ကိုဘယ်သူလဲလို့မေးတယ် ငါကတကမူးလို့ပြောလိုက်တယ်။အမောင်ထဲမှာသူငါ့ကိုမမြင်ဘူးညီတော့။သူတို့လက်ထဲမှာမီးအိမ်တွေ၊မီးထုတ်တွေ၊မီးစီတွေကင်ထားကြပြီမဲ့ငါ့ကိုအတွင်းတကားဘက်မှာတော့မီးတွေငိမ့်ထားကြတယ်။ဒီတော့ဒေဝရက်ကငါ့ကိုချိန်ဆပြီးကြာဖို့နဲ့ရိုက်မယ်လို့တယ်။ဒါပေမဲ့ရိုက်တော့မရိုက်ပါဘူး။ဒေဝရက်ရောဟုတ်ရဲ့လားနောင်တော့။တီးကြပါရဲ့ညီတော်ရဲ့အသားကမဲလိုက်တာ။မီးသွေးအောင်ပေါက်နေတာပဲ။သူ့အဘွားကအာရေးပြသူ။ ကဲအိတ်တော့အာနန္ဒာကျုပ်အိတ်မပြောတော့ကျုပ်တို့တရင်နဲ့အတူလာရောက်နေတိုင်းကကျုပ်တို့ပျော်ရွှင်မှုဟုသမျှကို ခွဲဝေပေးရတော့မည်အခြားမင်းမျိုးမင်းလွင်တယောက်အကြောင်းကိုကျုပ်တွေးနေမိသည်ဒေဝရက်သည် ကျုပ်ထက်အစဉ်အတန်မြင့်ဤကျုပ်ထက်အသာလည်းမဲဤကျုပ်ထက်အာခွန်ပလကောင်းဤကျုပ်အထင်ပြောရလျင်တော့ကျုပ်ထက်အသက်နှစ်နှစ်လောက်ကြီးပြီးနာတော်သိရထားနှင့်ရွယ်တူလောက်ရှိလိမ့်မည် မိုးလင်း၍အာယုံဖြော့ဖြော့လာသည့်အခါ၌ဒေဝရတ်သည်ကျုပ်တို့နှစ်ယောက်ကြားတွင်ရောက်လာတော်မူကျုပ်လည်းဘာမှမတက်နိုင်တော့ဟုတွေးမိသည်သူရောက်လာလျင်နောင်တော်သိဒ္ဓတ်ထသည်ကျုပ်ကိုအပေါင်းဖော်မလုပ်တော့ဘဲသူနှင့်ရွယ်သူဒေဝရတ်နှင့်အတူပွဲလန်းသပင်များကိုသွားတော်မူသူနှင့်အတူစည်ရထားအစီးပြိုင်ကြလိမ့်မည် အခမ်းအနားများတွင် သူနှင့်အတူ ရှင်၍ရက်ကြတော်မူကြာကန်တွင်သူနှင့်အတူရေကူကြတော်မူ ထို့ကြာကန်တွင် ကျုံနှင့်နောင်တော်တိတ်တထတို့အတူရေကူးခဲ့ကြဘူးသည်ကြာကန်ထဲတွင်ကြာနီကြာစင်းကြာနတ်တို့ဝေးနေအောင် ပွင့်နေကြသည်ဒေဝရက်ရောက်လာလျင်ကျုံတို့ ညီနောင်နှစ်ယောက်သည် ဝေးကွာ၍သွားကြတော်မူဤသည်ကိုကျုပ်သိပြီအနာတို့နောင်တော်တိတ်တထရောက်လာတော့မှကျုပ်သည်ငိုတော့မလို့ဖြစ်နေသည်ကိုကိုဘာသာကိုသတိပြုမိတော်သည်ဘာဖြစ်လို့လဲအာနန္ဒာညီတော်ကြောက်တဲ့နောင်တော် ဘားကြောင့်ကြောင်မန်းတော့ညီတော်မပြောတတ်ဘူးကြောက်နေတယ်။ကျုံမင်းများသည်တဆက်ဆက်တုံနေသည်။ကျုံမျက်ခွန်တွင် စိုးထသည့်စေသိမ်းများသည်မျက်ရည်ကြောင့်ပျော်ကြလာ၏။နာတော်သိတတ်ထသည့်ရေမောကကြေးမုံတစ်ချက်ကိုကျုံရှိတွင်ထောင်ပြ၏။ထို့ညီနောင်နှစ်ယောက်ကြားမှဒေဝရက်ရောက်လာတော့မယ်ဆိုပြီးကြောက်နေတာမဟုတ်လား။နာတော်ဘလို့လုပ်ပြီးသိတယ်လဲ။ညီတော်ကမေးတဆက်ဆက်တုံပြီးအန်နေကိုကြိတ်နေတယ်။ဗဇက်ကလည်းဒေဝရက်ဒေဝရက်နဲ့ရွတ်လို့ ဘာကြောက်စရာရှိသလဲညီတော်နေရောင်ဖြာကြလာပြီနေရောင်သည်တောင်တင်းခိုင်မာသည့်နာနော်သိဒ္ဓထဤပခုံးများပေါ်သို့ကြလာသည်နာနော်သိဒ္ဓထသည်ကြုံညောင်ဆောင်ပေါ်တွင်ထိုင်ရင်းမျက်လုံးများကိုမှိတ်ထားကသူ့နှခမ်းများတွင်လျှို့ဝဲတည်ငြိမ်သော အပြုံရှိဝဲလျက်ရှိယခုအချိန်တွင်နမ်းမြူရတကားတွင်ဖွင့်လှစ်လိုက်လေပြီ။ မိုးမခပင်များကိုကြော်ကြည့်လိုက်သည့်အခါတွင်နမ်းမြိုထဲသို့ဝင်လာနေကြသောလှဲ့တန်းများကလအုံများကို တွေ့မြင်နေရသည်ကြောက်နေတော့မယ်လားဟုတ်တယ်နောင်တော့ကြောက်စရာမရှိပါဘူးလို့နောင်တော်ပြောပြီးပြီပဲလောကမှာအဆိုးဆုံးပြစ်မှုဆိုတာကြောက်ချင်းပဲအာနန္ဒာကြောက်သည်ခတရနေဝင်ဖြစ်သည့်အတိုင်းမခံခြင်းစိတ်ဖြစ်လာသဖြင့်ဒံယာအနာတရဖြစ်မှာကိုကြောက်မကြောက်ပါဘူးနောင်တော်တိုင်းမဲ့နောင်တော်ဆုံးရှုံးရမှာတော့ကြောက်ကြောက်တယ် ဒါထက်နောင်တော့ကိုချစ်နေရတဲ့ကျွန်ုပ်အချစ်ဆုံရှုံသားမကိုတော့ပိုကြောက်တယ်။ညီတော်တို့နှစ်ယောက်ဟာအတူတူနေကြတယ်။နောင်တော့ဟာပညာရက်တွေကို အသည့်တွေကိုဆရာဗန်မူနီတင်ပေးတာထက်တောင်ညီတော်ကိုပူပြီးတင်ပေးခဲ့တယ်။အခုသူရောက်လာပြီဆိုရင်ညီတော်တို့နောင်တော်တို့လိုဝါရွှေတဲ့အစင်းမရှိမဲနဲ့တဲ့အစင်းနဲ့ကျွတ်တို့နှစ်ယောက်ကြမှာဝင်ရက်မှာတော့မြင်းရောင်းနေမိသေးတယ်။ပြီးတော့ဒေဝရက်ဟာကျွန်ုပ်ကိုစကားမပြောဘူးနောင်တော့ ကျွန်ုပ်ကိုသူဘာဖြစ်လို့စကားမပြောရလဲ။နောင်တော်သိတဲ့ထက်ကအမီးတို့မှမပြော။ပန်းတကုံးကိုတတဖူပုံသီးနေသည်။နောင်တော်သိတဲ့ထသည်ပန်းတီချင်းကိုရက်၍ပြုံးလိုက်၏။အတန်ကြာမှတင်းငိမ်စွာမွှဟသည်။နောက်ညီတော်သိလာမှာပေါ့။အစတွင်ကျုပ်ထင်သည့်အတိုင်းဒေဝရက်သည်ကျုပ်တို့နှစ်ယောက်ကြားတွင် အတာစီဖြစ်လာခဲ့လေပြီဟု ထင်မိသည် ကျွတ်တို့နဲ့အမြဲတရွဲတွဲလုံနေသဖြင့်ဒေဝရက်သည်ကျွတ်တို့နှစ်ယောက်ကြားတွင်အတားအဆီးဖြစ်ခဲ့လေပြီဟုကျုပ်တွက်ခဲ့သည်ဒေဝရက်သည်ကျုပ်ထင်သလောက်အသားမဲခြင်းမရှိသူတို့ဘာရဏသည်ပြည်တွင်လူအသားကိုဖြူစေသည့်နွားနို့တစ်မျိုးရှိသည်ဟုပြောကြသည်ထို့ကြောင့်များလားမပြောတတ်ဒေဝရက်၏အသားများသည်ကျုပ်ထင်သလောက်မဲခြင်းမရှိသည်ကိုတွေ့ရသည်တို့ရတွင် သူမျက်လုံးများက မီးသွေးကဲ့သို့မဲမောင်နေကြသည်လမ်းလျှောက်ပုံကလည်းတင့်တယ်ခမ်းညားခြင်းမရှိသည် ခြေလန်းဘုံကတောင့်နေသည်ကျုပ်သည်သူ့ကိုအမြဲတတိဖြင့်စောင့်ကြည့်သည်ဒေဝရတ်ကမူကျုပ်ကိုစည်ရင်နဲ့ထင်ဟန်မတူကျုံမသိအောင်တစုံတရာကိုဖုံးကွယ်ထားသည်ဟုလဲကျုပ်ကထင်မိသည်နောင်တော်သိတဲ့ထကို နောင်တော်ဟုခေါ်ပြီးကျုပ်ကမူဝန်ခွဲညီဟုခေါ်၏ဒေဝရတ်သည်ခမဲတော်မင်းကြီးကိုအယိုသေးပေးပုံကိုကြည့်၍ကျုပ်တို့မှာဗဇက်ကိုပိတ်ကာတစ်ဖက်သို့လှည့်၍ရေမိကြသည် အချိန်မှမုံမချုပ်မီ ွေနောင်းရသည်ဖြစ်၍ဇာတိပူပြင်းလာ၏နေမင်းသည်မြေပြင်ကိုအနီရောင်ရောင်ကြီးများဖြင့်လွှမ်းခြုံထားသည်မြေအပြင်သည် ပန်းနှံ့တို့ဖြင့်မေးငိုက်နေသည်ဟုထင်ရ၏ကံထဲတွင်ကြာပွင့်တွေဝေးနေအောင် ပွင့်ကြလေပြီမိပူဇော်သည့်ခန်းဆောင်မှ အစင်းရောင်အုတ်တုံမှုများသည်နှင်းမြူထဲတွင်အရောင်လက်နေကြ၏သူတို့သည် မြင်းစည်းကျင့်ကြပြီးနမ်းမြူယူထဲတွင်ရှိရေကန်တကန်ဘေးတွင်မောမောနှင့်လဲလျောင်းနေကြသည် နောင်တော်သိတဲ့ထကမူကန်ထဲတွင်ရေချိုးလျက်ရှိ၏သူပခုံးပေါ်တွင်ရေဆက်ကြီးမွားများတင်းနေသည်ကိုမြင်ရသည်ထို့နောက်ရှည်ထဲမှတက်လာကကြုတ်ကိုကြောပေး၍ပရပိုက်ပေါ်တွင်တစုံတရာကိုရေးနေသည်ဒီဝရက်မှမူရေကန်ထဲတွင်ရေကူးလျက်ရှိနေသည်ဒီဝရက်ဟာနောင်တော်ထင်သလောက်တော့မဆိုးရှာပါဘူးကွယ် ညီတော်လည်းဘာမှမစိုးရင်မှနဲ့သူဟာညီတော်နဲ့အနောင်တော့ကြမှာအတာစီမဖြစ်နိုင်ပါဘူးဟု ကျုပ်ကိုတိုးတိုးလေးလှမ်းပြောသည်။နောင်တော်ဘာလို့ရင်းနေရလဲ။ဘာမှမဟုတ်ပါဘူးညီတော်မကြည့်ပါနဲ့။ကလေးကလားဆင်လာပါတယ်။နောင်တော်ဟာကြပြားလင်္ကာကိုရေးတတ်တော့မှမဟုတ်ဘူးထင်ရဲ့။ကျုပ်ကသူ့ပခုံးပေါ်မှာကြုံ၍ပရပိုက်ကိုလှမ်းကြည့်လိုက်သည်။ကြာပန်းကိုလွှာပေါ်မှာနှင်းဆက်ရှော့ကြတဲ့ကဲ့သို့ မျက်နာဖုံးဘဝသည်စုပ်ပြဲသွားတကယ်တို့နှုတ်ခမ်းအစုံသည်ကြောက်ဖွယ်ဖြူဖွေးရတကယ်တို့ငါတို့နှစ်ဦးကြတွင်လည်းပြက်ပြုံခြင်းရှိရမည်သာနောက်ကကြုံရဲ၍ကြည်နေသည်ဟုသတိပြုမိပုံရသည် နောင်တော်သိတဲ့ထသည်ပရပိုက်ကိုဘေးသို့ချကကြာကံကိုငေးကြည့်နေသည်ပန်းဝှလွာများမှထွက်နေသည်နှွေးမြုံမုံတို့ကိုငေးကြည့်နေသည်ဒေဝရတ်သည်ကျုပ်တို့ကိုရေမောကြည့်ကကန်းသို့ကူလာသည် ်ထိုအခါကျမပင်ဒေဝရက်သည်ကျုပ်တို့နှင့်သွေးမြည်မြနေကြောင်းကိုကျုပ်သတိပြုမိတော့သည်ဒေဝရက်ကိုလှမ်းကြည့်လိုက်သည်တွင်ဒေဝရက်သည်ဒေဝရက်မဟုတ်တော့ကန်းစီသို့ကူးလာနေသော ကျုပ်ကိုယ်တိုင်ပင်ဖြစ်နေသည်ဟုထင်လိုက်မိသည်ဟုတ်သည်ဒေဝရက်မဟုတ်ကျုပ်ကိုယ်တိုင်ဖြစ်နေသည် ရွှေနန်းတော်ကြီးထဲမှကြီးမုံများတွင် ပြင်းပြင်းရသောကျုပ်ကိုယ်တိုင်ပင်ဖြစ်နေသည်ကျုပ်လိုအပြုံးမျိုးကိုပြုံးလျက်ကျုပ်လိုပင် မျက်ခွန်တွင် ခနောက်ဆင်းတို့ကိုဆိုးလျက် ကျုပ်လိုပင်တမတောင်းတင်းသည့်ပခုံးကိုမက်လျက်ထိုအခါကျမှကျုပ်နှင့်ဒီဝရက်သည်သွေးအရမြည်မြနှိစက်ကြောင်းကျုပ်သဘောပေါက်တော့သည်ကျုပ်သည် နောင်တော်သိတဲ့ထာကိုလှည့်ကြည့်လိုက်သည်နောင်တော်သိတဲ့ထာကိုကြည့်လိုက်လျင်ကျုပ်ကိုကျုပ်ပြင်းပြင်းရသလိုရှိလိမ့်မည်ဟုကျုပ်ထင်သည်တို့ရာတွင်မဟုတ်ချေတကားနောင်တော်သိတဲ့ထာ၏ရုပ်တွင်သည်ကျုပ်စိတ်ထဲတွင်အဆမတန်ကြီးမားနေသည်ဟုထင်လိုက်သည် မိုးထီမြင်သော ကြေးရုပ်ကြီးတယုံနှင့် တူသည်ဟုအောင်းမိမိသည်တို့ရာတွင်ကျုပ်တို့ကပိလဝုပြည်ရှိရာမြောက်ပိုင်းတွင်နွေရာသည် ဆိုလျင်ထို့သို့တန်လျက်ထင်သည်မှာမစမ်းပါဩကာသလောက၏ရောင်စုံပြည့်ပြတ်သောတင့်တယ်မှု ကြီးကျယ်ခန္ဓာမှုတို့ကြောင့်စိတ်တကူတတ္တိတို့သည် တခါတရံတွင်ညှိုးငယ်သွားတတ်ကြသည်ကျုပ်စိတ်ထဲတွင်ပို၍ထူးဆန်းသွားသည်မှာ ဒေဝရသည်နှေးကွေးလေးလံသွားပြီးမျက်နာပေါ်တွင်ရေဆက်တွေတီးနေသည့်အတွက်ခါတိုင်းလောက်အသားမညိုတော့ခြင်းဖြစ်သည်ပန်းဝုလွာကလေးများသည်မလုံမရှားငြိမ်သက်သွားသည်ဟုထင်ရကတန်ဖြင့်သွန်သည့်နှင့်မာကျောသွားသည်ဟုထင်ရခြင်းဖြစ်သည် ကျွတ်တို့ရောက်နေသည့်မိပူဇော်သောခမဆောင်ကြီးသည်လည်းအစစ်အမှန်မဟုတ်ဘဲပရပိုက်ချက်ပေါ်တွင် ရေးထားသည့်အယုတ်သဖွယ်ဖြစ်နေသည်အင်း အရာအလုံးကအစ်မမဟုတ်တယ်လို့ပဲလားဟုတ်ကျုပ်တယောက်တည်းညီနေသည်တို့ရတွင် နောင်တော်သိတတ်တာသည်ကျုံကြီးတန်ကို ကြားသွဟန်တူ၏လူပြိုဘဝမှာတဏှာရာမှာပျက်စီးချုပ်ငြိမ်ခြင်းဆိုတာရှိတယ်ဘယ်အရာမှ မတိမြဲလေဘူးညီတော်ကြာပန်းပေါ်မှာတင်းနေတဲ့နှင်းဆက်များလိုပဲတနေ့မှာချုပ်ငြိမ်ပြောက်ွယ်သွားရတာပဲ နော်နော်သိတဲ့ထသည်စကားကိုမဆက်တော့ပဲကျုပ်တို့စီတို့ဖြင်းညင်းစွာလှမ်းလာနေသည့်ဒေဝရက်ကိုလှမ်းကြည့်လိုက်သည်ရေဆိုးနေသည်ဖြင့်ဆပင်များသည့်သူပခုံးမော်တို့ဝဲကြလျက်ရှိ၏နော်နော်ခုနကဆက်တဲ့လင်္ကာပြည့်တော်ပလာရင်ဟင်းအင်းပြည့်အောင်မဆက်ဘူးညီတော်ဒီနေ့နော်နော်မြင်နေရတဲ့အရာအားလုံးဟာအတုအယောင်တွေကြီးပဲဖြစ်နေတယ်လို့ထင်တယ်မနေ့ပြန်ကြတော့မှအစ်အမှန်ကို ရှည်တဲ့ကရေခိုးတွေနဲ့အပူငွေ့တွေကြောင့်ကြည်ရတာတမျိုးဖြစ်နေတယ်ထင်ပါတယ်နောင်တော်ရေမဟုတ်ဘူးညီတော်ရေခိုးရေငွေ့တွေနဲ့အပူငွေ့တွေဟာနေတိုင်းလဲကန်းနာတဝက်မှာရှိနေတာပဲဟာဒေဝရက်ဒီကန်ထဲမှာဖြင်းညင်းစွာတက်လာသည်ကားချည်တဲ့တယောက်ကပဝါတထဲလာပေး၏ဒေဝရက်ဒီကိုကိုပဝါဖြင့်ပုတ်တိုက်ပြီးနောက်ဝှယုံတထဲကိုကောက်ဝတ်လိုက်သည်ပိုခက်စီချိုးကိုစီးလိုက်သည် ျုပ်တို့ကိုစကားတစ်ခွန်းမှ ပြောဆိုခြင်းမပြုခြင်းအားပေးနာဆင်ခဲ့ကြသူတို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်အပိုင်းဆက်ကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးနော်အလုံးကိုစိတ်နှပြွှင်လန်းချမ်းမြေ့ကြပါစေရှင်